မင်္ဂလာပါစီးဖို့ရောင်းနေပြန်လည်ကြိုဆိုလိုက်ပါရင်ဒီကနေ့မှာတော့တင်ဆက်ပေးခြင်းတဲ့ဆက်ကားလေးကတော့2003ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Geho SK Jakarta Robinson Story ဆက်လက်လေးပါပြည်မယ်မူကင်းနောက်ခံပြန်ပြီးဇာတ်ကားတကားဖြစ်ပြီးတော့လူငယ်လေးတွေကလေးတွေအနေနဲ့ဒီဇိုင်းတွေကိုဘလို့နီးနေပဲဖြစ်ဖြစ်မယုံကြည်တဲ့အကြောင်းပညာပြီးတဲ့ဇာတ်ကားမျိုးပဲဖြစ်ပါရင်အစင်းသစ်ဖြစ်ပြီးဆိုရင်တော့ကျွန်တော်တို့ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်ပါကျွန်တော်ကတော့စီစဉ်တင်ဆက်ပေးမယ့် menu ပဲဖြစ်ပါရင် 15နှစ်ရွယ်ကာရာရိုဘင်ဆန်ဆိုတဲ့ကောင်မလေးဟာသူမရဲ့ငွေတငယ်ချင်းဂျဲအင်ကအဲ့ရချက်မှနိုးလာခဲ့ပါရင်ဂျဲဟာပန်းမီနီကိုရေလောင်းအောင်ဖြစ်ပြီးတော့ပြီးရင်ရေချိုးကရေကန်စီကိုတောင်းမှမို့အလင်းစလိုဖြစ်နေတဲ့အတွက်ကာရာကိုသူမကိုစားပန်းမီနီရေလောင်းပေးဖို့အကူအညီတောင်းပါရင်ကာရာဟာဂျဲရဲ့အိမ်မှာတယောက်တည်းကျန်နေခဲ့ပြီးတော့ပန်းမီနီကိုရေလောင်းပါရင်အဲ့ဒီချိန်မှာပဲလူစိမ်းတယောက်ကကားမင်းနဲ့ရောက်လာပြီးတော့ကာရာကိုစကားစပြောပါရင်မိမရဲ့အိမ်မှာရှိသလားမေးတော့ကာရာက ဒါသူမတငငချင်းအိမ်ဖြစ်ကြောင်းဒီကိုလေဘက်ခဏရောက်နေတာလို့ပြောပါရီအဲဒီချိန်မှာပဲလူစိမ်းကတနက်ကိုထုတ်ပြီးတော့ကာရာကိုထောက်လိုက်ပြီးကားရဲ့ဝင်မှုဖိအားပေးကပြန်ပြီးဆွဲမှုစတင်ခဲ့ပါရီရီချိုးနေတဲ့ချက်ကပြင်ထွက်လာတော့ကာရာကိုမတွေ့တော့ပါဘူးပြန်ပြီးသမားဟာကာရာကိုလူရှင်းတဲ့နေရာတစ်ခုစီကိုဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးတော့အရင်ဆုံးကာရာကိုကြိုးချီဖို့ကြိုးသွားယူပါရီကာရာဟာခွေကောင်းယူပြီးတော့ကားရဲကနေထွက်ပြေးပါရီပြန်ပြီးသမားဟာတနက်နဲ့လမ်းပြတော့သူမလန့်ပြီးတော့လေးချသွားပါရီအဲဒီနောက်မှာတော့ပြန်ပြီးသမားက သူညွန်ကြတဲ့အတိုင်းမလိုက်နာဘူးဆိုရင်တက်ပြစ်မယ်လို့ချင်းချောက်ပါရီသူကဆေးရှိလက်ရှိချီနောင်ပြီးတော့ကာရာကိုခေါ်သွားပါရီအဲ့ချိန်မှာပဲကြက်ဟာကာရာရဲ့မိဘတွေကိုဖုန်းခေါ်ပြီးတော့ကာရာနဲ့ဆက်သွယ်မရတော့ကြောင်းကာရာနေထိုင်ရင်းပျောက်ဆုံးသွားတဲ့အကြောင်းကိုပြောပါရီပြန်ပြီးသမားကကာရာရဲ့ပစက်ကအဆို့ကိုဖေရှားလိုက်ပါရီအတန်လုံးဝမထွက်ပေးနိုင်ဘူးအမိပေးခဲ့ပြီးတော့ကာရာကိုသူ့ရဲ့ခန်းထဲခေါ်သွားပါရီပထမဆုံးကာရာရဲ့မိသားစုအကြောင်းကိုအသေးစိတ်မေးပါရီနောက်ပြီးတော့ရည်သားရှိသလားမေးပါရီကျောင်းဝင်နေတဲ့ကာရာကလေသူမမှာရိုင်ယန်ဆိုတဲ့ကောင်လေးရှိကြောင်း ဒါပေမဲ့တာမန်အတွဲတဲ့တွဲတာဖြစ်ကြောင်းပြောပါရီပြန်ပြီးသမားကသူ့ကိုဒေဒီလို့ခေါ်ဖို့ပြောသလိုအိမ်တော်တနက်ကိုဘေးချပြီးတော့ကာရာကိုအိတ်ရပေါ်လဲခိုင်းလိုက်ပါရီအိမ်တော်မှာတော့သူမဘေးမှာလေးချလိုက်ပြီးတော့ကာရာကိုဝိတီချွတ်ကအရမပြူကျင်ခဲ့ပါရီအဲ့ချိန်မှာပဲကာရာရဲ့မိခင်ကသူမရဲ့ခင်မောင်းကာရာရဲ့ဖခင်စီကိုဖုံးဆက်ပြီးတော့အချိုးချောင်းရှင်းပြပါရီသူမကရဲတပ်ဖွဲ့ကိုလေအချောင်းကြားခဲ့သလိုရဲတပ်ဖွဲ့ကလာရောက်စစ်ဆေးခဲ့ပြီးတော့မကြခင်မှာအိမ်ကိုပြန်ရောက်လာမယ်လို့ပြောပါရီကာရာရဲ့မိခင်ကသူ့ရဲ့သမီးလေးဟာမိဘတွေကိုမပြောဘဲဒီလိုတကားမှထွက်မသွားဘူးတဲ့အကြောင်းပြောပြီးမြင့် ရဲတပ်ဖွဲ့ကတော့ EECC ပါပဲဂါရာကတော့အခုချိန်မှာပြည်မီးသမားနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုစိတ်ထဲမှာမှတ်နေပါပြီပြည်မီးသမားကသူ့အကြောင်းသူပြောရတာကိုသဘောကျပြီးတော့ဂါရာနီနဲ့ကောင်းကောင်းနေထိုင်မယ်ဆိုရင်မကြခင်မှာပြန်လွတ်ပေးမယ်လို့လည်းပြောပါတယ်အဲဒီနောက်မှာဂါရာကိုဆက်လေးတောက်ဖို့ပြောတော့ဂါရာကမတောက်တက်ဘူးလို့ဆိုပြီးတော့ညင်းလိုက်ပါတယ်သူကအသက်ရှင်နေနေဆိုရင်တော့သူပြောသမျှကိုလိုက်နာဖို့တတိပေးပါရင်နေကင်းမိုက်မှာသူတို့ TV အတူတူကြည့်ကြပါရင်ဂါရာအိမ်ထဲမှာတလေးဆန်လေးပြေးလောင်ထားတာကိုတတိထားမိပြီးတော့ကြည်ဝင်တောင်းပါရင်ပြီးတော့ပြန်ပြီးသမားကို ဒလိစံလေးတွေအတွက်အလုပ်လုပ်နေတဲ့သူလားလို့မေးလိုက်ပါတယ်။ပြန်ပြီးသမားကသူဟာကွန်ပရက်ဆာဖြစ်နေလို့လို့ကြောင်းပြောပြီးတော့သူမကိုလေဒီမှာအကြာကြီးဖမ်းမထားပဲနဲ့ပြန်လုပ်မယ်လို့ပြောခဲ့ပါတယ်။ကာရာညနေပိုင်းမှာရေချိုးခြင်းကြောင့်ခွင့်တောင်းတော့ ပြန်ပြီးသမားခွင့်ပြုခဲ့ပြီးတော့အဲ့နောက်မှာလက်တွေကိုဆေးခွင်တောင်းတော့သူကခွင့်ပြုပေးပြန်ပါတယ်။သူကညစာအတွက်ပြင်ဆင်ပေးမယ်လို့ပြောတော့ခရာကမစားချင်ဘူးလို့ပြောပါတယ်။ပြန်ပြီးသမားကစိတ်ဆိုးပြီးတော့သူပြောတဲ့အတိုင်းလိုက်လို့ဖို့သတိထပ်ပေးပါတယ်။ခရာကမိဖို့ကြောင့်တန်ရှင်းရေးလုပ်ပေးပြီးတော့ခရာကရေခဲတက်တာမှာကတ်ထားတဲ့သွားဆရာဝန်ဖုန်းနံပါတ်ကိုစိတ်ထဲကနေအလွတ်ချက်မှတ်လိုက်ပါတယ်။ပြက်ကရင်ကိုကြည့်လိုက်တော့သူသွားဆရာဝန်နဲ့ပြသထားတယ်ဆိုတာသိလိုက်ပါတယ်။အဲ့နောက်မှာတပြက်စီးလဲနေတဲ့သူမကိုပြန်ပြီးသမားကဥပဒေချွတ်ခိုင်းပြန်ပါတယ်။ အဲဒီချိန်မှာတော့ဂါရာရဲ့မိခင်ကရဲစခန်းကိုရောက်နေပါပြီ။သူမရဲ့သမီးအကြောင်းဂါဂါနာနာရှင်းပြနေပြီးတော့ရဲမှုအားမစိုးရိမ်မှုနဲ့ကလေးမလေးမကြခင်မှာအိမ်ပြန်ရောက်လာမှလို့နှစ်သိမ့်ပြီးတော့အိမ်ပြန်လွတ်လိုက်ပါရီ။ဂါရာနဲ့ပြန်ပြီးသမားဟာဆိုဖာပေါ်အထူထိုင်လိုက်ပါရီ။ TV ရသတင်းမှာတော့ဂါရာပျောက်ဆုံးမှုအကြောင်းပါလာခဲ့ပြီးတော့ရဲတွေကလိုက်ပြီးတော့ရှာမမဟုတ်တဲ့အကြောင်းလေးသတင်းမှာဆိုထားပါရီ။ပြန်ပြီးသမားဟာဂါရာရဲ့မိဘတွေနဲ့တငယ်ချင်းတွေကသူမပျောက်ဆုံးသွားတဲ့ကိစ္စကိုစိတ်ဝင်စားလို့ပြောပါရီ။ချက်ချင်းဆိုသလိုပဲပြန်ပြီးသမားက စီစွမ်းပြပြီးတော့ကာရာကိုအိယာစီကိုခေါ်သွားပါရင်အဲနောက်မှာပါဇက်ကိုအစိုးပြန်စီးနောင်ပြီးတော့ဂျိုးနေချီကကွန်တိန်နာတွေကိုဝင်ခိုင်းပြန်ပါရင်ပြီးတော့ချက်ချင်းပြန်လာခဲ့ပြီးတော့ကာရာကိုကွန်တိန်နာတွေကနေဆွဲထုတ်ပါရင်မိနစ်နေငယ်ကြတော့သူဟာကာရာကိုချုံမော့ပြောဆိုပြီးတော့စီးပြားတပြားပေးပါရင်ဒါကတော့ကာရာအတွက်စိတ်ငြိမ်စီဆိုပြီးတော့ပြောပါရင်ကာရာနိုးလာတဲ့အချိန်မှာသူမကိုဂျိုးရီချီနောင်လျက်သားဖြစ်နေခဲ့ပြီးတော့ဂျိုးရီဖြီဖို့ကြိုးစားပါရင်အိမ်ထဲမှာပြန်ပြီးသူမကိုမမြင်ရတာကြောင့် တတိရှိရှိနဲ့ထွက်ပြေးဖို့စဉ်းစားပါရီဒီမှာအိန္ဒိယကနေပြေးထွက်လာပြီးတော့လာနေတဲ့ကားစီးကိုတားလိုက်ပါရီကားထဲမှာတားဖားလို့ထင်ရတဲ့အမျိုးသားနှစ်ယောက်ကိုတွေ့ရပြီးအပြစ်ဆုံးကိုပြောပြကအကူအညီတောင်းခဲ့ပါရီပြီးတော့ဒီမှာထွက်ပြေးလာတဲ့အဆောင်နမတိယစာကားစီးအကိုကူပြီးမှတ်ပြေးဖို့တောင်းဆိုခဲ့ပါရီဒီလိုနဲ့ကာရာဟာအောင်မင်းစွာလွတ်မြောက်လာခဲ့ပြီးတဲ့နောက်ရေစခန်းကိုတန်းသွားပါရီဒီမှာရဲ့အကြောင်းကိုပြောပြပြီးတော့ဒူပိုလိုလန်ကစစ်ချက်ရယူပြီးကာရာကဖြစ်စဉ်အဆအဆုံးကိုပြောပြပါရီလူစိမ်းတယောက်ကတနေ့နေ့ထောက်ပြီးတော့ပြန်ပြီးဆွဲခဲ့တာဖြစ်ပြီး သူမောင်လည်းအချိန်ချင်းဘလက်ကာယာပြုကျင့်ခဲ့တယ်လို့တိုင်တန်းခဲ့ပါရင်ကာရာကိုခေါ်လာပေးတဲ့လူမျိုးကိုလည်းရဲတပ်ဖွဲ့ရစစ်ချက်တွေတောင်းခဲ့ပြီးတော့သူတို့ကတော့ကာရာကိုတွေ့တဲ့လမ်းကိုပဲမှတ်မိတယ်လို့ပြောပါရင်ရဲရရှိကလည်းကာရာရဲ့မိဘတွေကိုဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးတော့ကာရာကိုပြန်တွေ့ပြီဖြစ်ကြောင်းပြောခဲ့ပါရင်ရဲတပ်ဖွဲ့ဝင်တွေကလည်းစင်ကင်းစုံစမ်းစရာရှိတဲ့ကိစ္စရပ်တွေကိုစုံစမ်းစစ်ဆေးနေပြီးတော့တရားခဏ်ကိုရှာမတွေ့နိုင်သေးပါဘူးကာရာကိုယ်တိုင်ကလည်းသူမကိုဖမ်းချုပ်ထားတဲ့နေရာကိုမမှတ်မိနိုင်ဖြစ်နေပါရင်ရဲရရှိကတခြားမှတ်မိတဲ့ဂိမ်းကနန်းတွေမရှိနိုင်ဘူးလားလို့မေးတော့သူမကမမှတ်မိပဲ နေရာပုံစံတွေကိုပြောပြခဲ့ရမှာလမ်းသွားပြည်သူတို့ဟာဂရိုင်းစကားအရဖြစ်နိုင်တဲ့နေရာတစ်ခုရှိရလို့ပြောပါတယ်သူတို့အဲ့ဒီနေရာကိုဆက်ပြီးတော့လိုက်သွားပါတယ်ဂရိုင်းမိခင်ဟာရဲစခန်းကိုရောက်လာခဲ့ပြီးတော့သမီးကိုမေးတော့သမီးကအခင်းဖြစ်ခဲ့တဲ့နေရာစီကိုရဲတွေနဲ့တူသွားတယ်ဆိုတာကိုသိလိုက်ပါတယ်အဲ့ဒီတည်းသူမကစိုးရင်ကြောင်ပြောနေတဲ့အချိန်မှာပဲခါရာလေးစခန်းကိုပြန်ရောက်လာပါတယ်မိခင်နဲ့ခါရာတို့ဟာပွေးဖက်ငူကြေးခဲ့ကြပြီးတော့တစ်ဖက်မှာတော့ရဲတပ်ဖွဲ့ဝင်တွေဟာတရားခံရှိနေတယ်လို့ထင်တဲ့အဆောက်အဦတွေကိုတတိထားပြီးတော့ဝင်လိုက်ကြပါတယ်ဒါပေမဲ့တရားခံကလွတ်မြောက်သွားပါပြီ ။စာဂျင်ဂျနီကကာရာဝူတရားခံအကြောင်းထပ်ပြီးတော့တရားခံရဲ့ဇနီးဟာဒစ္စနီလမ်းမှာလှုပ်လှုပ်တည်ဆိုတာကိုမှတ်မိသွားပါတယ်။အဲ့ဒီတရားခံကယခင်တုန်းကရေတက်ကားဖြစ်ပြီးတော့ကာရာကလည်းအဲ့လူဟာစေကုတုံးဆရာစီကိုသွားလိရှိတယ်လို့ထုတ်ဖော်ခဲ့ပါတယ်။ဒါပြင်သူ့ရဲ့ဖုန်းနံပါတ်ကိုပါကာရာမမီနေပြီးတော့သူမကြာခဏသွားပြလိရှိတယ်။သွားဆောင်ရင်ဖုန်းနံပါတ်တွေကိုလည်းရေးတက်ဖွဲ့ကိုပြလိုက်ပါရင် ိမ်နောက်မှာမူကင်းထောက်တာရောက်လာခဲ့ပြီးတော့ခရအူအာရမအကျင့်ခံရခြင်းရှိမရှိစေဘက်ဆိုင်ရာစစ်ဆေးချက်တွေရယူခဲ့ပါတယ်။တရားခိုင်အိမ်မှာရဲတပ်ဖွဲ့တွေကအဝိစားတတတခုကိုဖွင့်ကြည့်အောင်သူပြန်ပြီးဆွဲခဲ့တဲ့သူတွေမှာခရာတယောက်တည်းမဟုတ်ပေတခြားကောင်မလေးတွေရှိနိုင်တယ်လို့သုံးသပ်ခဲ့ပါတယ်။အိမ်နောက်မှာတော့တရားခိုင်ဘသူလဲဆိုတာကိုအတည်ပြုနိုင်ခဲ့ပြီးတော့မျိုးနန်းသူ့ကိုအလိုရှိကြောင်းဝရန်နီလိုက်ကပ်ခဲ့ကြပါတယ်။ရဲတပ်ဖွဲ့ကတခြားကောင်မလေးတွေရဲ့ပြစ်စင်သူကိစ္စရက်တွေကိုအခြေခံစဉ်းစားခဲ့ကြပြီးတော့ ဖမ်းမိရေးစူးစမ်းခဲ့ကြပါသည်ကာရာအိမ်ပြန်ရောက်လာတော့အိနီနာချင်းတွေကနှစ်သိမ့်လက်ဆောင်နေလာပြီးခဲ့ပြီးတော့အာဘိစကားကြီးပြောခဲ့ပြီးမြင်ကာရာကတော့"သူမကိုသူမပြင်းမှုကျူးလွန်ခံရတဲ့သူဖြစ်နေနေထိုင်ရတာကိုမနှိမ့်မြို့ပါဘူး။ရေးရရှိဂျီနီနဲ့တွေ့တော့သူမကအဲ့လိုအာယုံဆိုင်ခံရတာကိုမလိုလားဘူးလို့ပြောခဲ့ပါသည်။အိနီညနေမှာသူမရဲ့ကောင်လေးရိုင်ယန်နဲ့တွေ့ကျင်ကြောင်းကာရာကပြောတော့မိခင်ကကန့်ကွက်ခဲ့ပြီးတော့ ကာရာဆိတ်ဆိုးခဲ့ပါရီမိခင်ကတော့သူမကိုစိတ်မချတော့ကြောင်းပြောခဲ့တာပါကာရာကဒီလိုဖြစ်ုံနဲ့လွတ်လပ်မှုကိုချုပ်ချယ်ခံရတယ်ဆိုပြီးတော့ဆိတ်ဆိုးခဲ့ပါရီမကြခင်မှာတရားခရင်ဇနီးဟာရက်စကန်ကိုရောက်လာခဲ့ပြီးတော့သူမရဲ့ယောက်ျားကဒီလိုတွေလုပ်ခဲ့တယ်ဆိုတာကိုမယုံဘူးလို့ပြောပါရီဒါပေမဲ့တရားခရင်ညီမရောက်လာခဲ့ပြီးတော့သူ့ကိုတရားခံကိုတွေ့ခဲ့ကြောင်းဒီလိုသတင်းပြီးတော့ရဲတွေကအဲ့ဒီကိုချက်ချင်းမဲလိုက်သွားခဲ့ပါရင်အဲ့ဒီမှာရဲရာကြီးစတီဖင်ကကာရာနီနဲ့ရဲမစွန့်တဲ့ကြောင်းတရားခံကပြန်ပြီးတော့ရန်ပြုခံရနိုင်ကြောင်းတရားခံရင်ဖမ်းဆီးခံရတဲ့ကောင်မလေးတွေဟာအသက်ခံခဲ့ရပြီးတော့ မကြခင်မှာတရခင်ကသူမကိုပါလာရှာနိုင်ကြောင်းသတိပေးတော့သူမစိတ်ထဲမှာမကြည်မနှက်ဖြစ်နေပြီးရဲရရှိကကိုလိုကိုသာလှုပ်ဖို့ပြန်ပြီးတော့သတိပေးခဲ့ပါရင်ရဲတွေကတော့တရခင်ဖန်စီရေးပြင်ဆင်နေသေးဖြစ်ပြီးတော့တရခင်ကကနေဦးဟာဟိုတယ်တစ်ခုမှာပုန်းခိုနေခဲ့ကြောင်းသူတို့ရောက်သွားတဲ့အချိန်မှာမရှိတော့ဘူးဆိုပါရင်ရဲရရှိတွေကာရာစီကိုရောက်လာခဲ့ပြီးတော့မကြမီမှာတရခင်ဖမ်းမိမယ်လို့ပြောခဲ့တယ်လို့သူမရဲ့ရဲစွမ်းသတိရှိမှုနဲ့ရဲတပ်ဖွဲ့ကိုကူညီပေးမှုပေါ်မှာလေကျေးဇူးတင်ရှိကြောင်းကိုပြောခဲ့ပြီးတော့သူမအနေနဲ့လေမတရားလုပ်ခံရတဲ့သူတို့မခံစားပေးသူရဲကောင်းတယောက်ဖြစ်နေဂုံယူတင်ချောင်းကိုပြောခဲ့ပါရင် ကာရာကတော့သူမရဲ့ချစ်သူရိုင်ယန်နဲ့ဘေ့စ်ဘောဘေးကိုသွားရောက်ပြီးတော့အားပေးခြင်းနေပြီးမိခင်ကတော့ခွင့်မပြုပါဘူး။ကာရာကသူမအနေနဲ့တာမန်လူတယောက်လိုပဲအရင်ပုံစံတိုင်းပဲနေထိုင်ခြင်းပြီးတော့မိခင်ကလည်းစိတ်ပူပန်မှုတွေကိုရှော့တင်နေလို့ပြန်ပြန်တွေးခဲ့ပါရင်ကာရာဟာမိခင်ရဲ့စကားကိုအာခံပြီးတော့ဘေ့စ်ဘောပြိုင်ပွဲစီကိုသွားခဲ့ပါရင်ရတဲ့ဖွဲ့ကလည်းသူမနောက်ကိုနောက်ရောင်ခံပြီးတော့လိုက်နေတယ်လို့တရားခံကလည်းခြေရာခံပြီးသွားခဲ့ပါရင် သူတို့တရားခံကိုလမ်းမထပ်မထွက်လိုက်တာနဲ့ချက်ချင်းဖမ်းဆီးဖို့ကြိုးစားခဲ့ပါရီသူကိုလမ်းလေးတစ်ခုမှပိတ်ပြီးဖမ်းဖို့ပြင်တော့တရားခံကတနက်ကိုထုတ်ပြီးတော့အာခံမှုပြင်ပါရီဒါပေမဲ့နောက်တော့သူကသူတက်တည်ပြီးတော့မိုက်ဆက်သိမ်းသွားခဲ့ပါရီဂါရာအင်ကိုပြန်ရောက်တော့မိခင်ကအရင်ကဖြစ်ခဲ့တာတွေကိုပြန်မပြောဖို့ဆုံးဖြတ်လိုက်ပြီးတော့ တမီးကိုကောင်းကောင်းဆက်ဆံပါရီအိမ်တော်ရေမှူးကြီးထဲရောက်လာခဲ့ပြီးတော့သူတို့ဘက်ကနောင်နေကြံ့ကြာမှုတွေအတွက်တောင်းပန်ခဲ့တယ်လို့ဂါရာရဲ့ရေစွမ်းတက်တီကိုလည်းထပ်မံချီကျူးဂုဏ်ပြုခဲ့ပါရီရေမှူးကြီးကဂါရာကိုသူတို့ရဲ့ရဲတပ်ဖွဲ့မှဝင်ရောက်တောင်းဝန်ထမ်းဆောင်မှုကမ်းလှမ်းခဲ့ပြီးတော့ဇကာလီကလည်းဆုံးသက်တော်ပါရီအစုံကြီးကြီးစုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပေးတင်ရှိပါရီနောက်ထပ်မြောက်မလေးရုပ်ရှင်ဇကာကောင်းတွေကိုစဉ်စမ်းမပြတ် recap တင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ City for You Channel လေးကို Like and Subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာအားပေးကြတဲ့ပရိသတ်များလေးစီရီကျမ်းမာခြင်း ကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ City for You Wine တော်သားတွေကဆုတောင်းပေးလိုက်ပါတယ်။အစုံဒီကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။